ပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့အချစ်ဒရမာပညာပေးဇာတ်လမ်းပုံစံအစိတ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ပရီမီယာရှိုးအခမ်းအနားကျင်းပတယ်ဆိုတဲ့သတင်းလေးပါအောင်ခင်မင်းထုတ်လုပ်ရေးကအချစ်ဒရမာပညာပေးဇာတ်လမ်းပုံစံအစိတ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ပရီမီယာရှိုးပွဲအခမ်းအနားကိုတော့နိုင်ငံရန်ကုန်မြို့သမ္မတအဆင့်မြင့်ရုပ်ရှင်မှာကျင်းပခဲ့ပါတယ်ကျွန်တော်အနေနဲ့ဒါရိုက်တာအနေနဲ့ရုပ်ရှင်ရဖြစ်တာဆိုရင်တော့ချူစီချူစီနှစ်ရဲ့ကိုဘွားရဲ့နောက်တကားကမထွက်သေးပါဘူးလေးကားမြောက်ရှင်ကားလို့ပြောလို့ရပါတယ် လွန်ခဲ့တဲ့9နှစ်ကျော်လောက်ခရီးကရိုက်ခဲ့တဲ့ကားပါကျွန်တော်ကရိုမန်နီအချစ်တွေအမှန်တွေအမားတွေနဲ့ခြားတဲ့တွေနဲ့ဇက်တွေရရတာကိုကြိုက်တယ်ငွေတွေဖြစ်နေတာကိုရိုက်ပြရတာကြိုက်တယ်လို့ဒရိုက်တာမင်းဦးကပြောပါတယ်အဆိုပါဇကားကိုတော့ဆိုင်ဆရာမလွန်ထားထားရဲ့ဝတ္ထုကိုစွန့်ညွန်မော်နီလွင်ကရေးသားပြီးဒရိုက်တာအကယ်ဒမီမင်းဦးကရန်ကုန်ငွေဆောင်စားတဲ့နေရာတွေမှာ2019ခုနှစ်ကတည်းကပုံဖော်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်တယောက်ဆောင်နေဖြစ်တဲ့ကြော်ထက်အောင်ကြော်ထက်သောမဲလိုဒီအဝိတောင်းနဲ့နန်းစု တန်တန်ဆုံးနဲ့တခြားတရုတ်ဆောင်များစွာအပြင်ဧည့်သည်တရုတ်ဆောင်အကယ်ဒမီမျိုးတက်နာထုံးဖြိုးပြေဆောင်တို့လည်းပါဝင်ထားကြပါတယ်။အစိတ်ရုပ်ရှင်စကားကြီးကိုလာမယ့်ဇွန်လ29ရက်နေ့မှာမြန်မာတပြည်လုံးမှာရှိနေတဲ့အစင်မြုပ်ရှင်ုံကြီးတွေမှာရုံတင်ပြသမှာပဲဖြစ်ပါတယ်။ပြည်သက်ကြီးတွေအမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့အိနာရီဒရမာဖြစ်ရမှန်ဇလန်းပုံစံအကယ်၍ရုပ်ရှင်စကားကြီးဂရော့ပွဲပေးတဲ့ဆက်ကဏ္ဍလေးကို တင်ဆက်ပေးကြပါမယ်။ ကိုမူဒရာရုပ်ရှင်ထုတ်လုပ်ရေးအကဲရွေးဆွဲရုပ်ရှင်စကားရဲ့ကြော်ပွဲပြတဲ့ခန္ဓာကိုယ်တော်ယနေ့စောင်း24ရက်နေ့နနက်9နာရီကရန်ကုန်မြို့တင်ငန်းချွတ်မြို့နယ်ရှိကြိုက်ကဆန်ဖရာအောင်မြေမှာကျင်းပခဲ့ပါတယ်ကျွန်တော်တို့ဒီနေ့ကြော်ပွဲပြတဲ့ဇလန်လေးကဆရာမမဟုတ်ဝေမျိုးသိရဲ့အကယ်၍ဆိုရဲဇလန်လေးပါဒီကားမှာစိုင်းစီတွန်ခန့်နေထွက်ရဲ့စိုးပြည့်သစင်းမင်းမြင့်မို့မဆာလေးခင်စာကြည့်ကြောမိပကြီးတို့နဲ့တခြားနုပညာရှင်တွေလည်းပါပါတယ်တကယ်ဖြစ်အမှန်ဆက်လေးကိုရုပ်ရှင်စကားကြီးဖန်တီးထားပါပါ နောင်မရတဲ့နောင်တရဲ့ပုံစံလေးကိုခေါင်းစဉ်လေးနဲ့အိမ်တော်ရဲ့ဒရမာဇလန်းပါလို့ဒါရိုက်တာပြည်ဖြိုးနိုင် PPN က MT Entertainment ကိုပြောပါရယ်ဒီစကားကိုတော့ဇလန်းဝီမျိုးသစ်စညွန်အေးတီကိုလက်ထောက်ဒါရိုက်တာဝေးရန်ဒါရိုက်တာပြည်ဖြိုးနိုင် PPN ကဇွန်လ25ရက်နေ့မှာစတင်ပြီးရန်ကုန်မြို့နယ်ရှမ်းပြည်နယ်ဘက်မှာအိမ်တော်ရဲ့ဒရမာဖြစ်ရမှန်ဇလန်းပုံစံကိုပုံဖော်ရိုက်ကူးမယ်လို့သိရပါရယ်တောက်ဆောင်နေဖြစ်တဲ့ Academy ဆိုပြတဲ့စဉ် Academy မင်းမြတ်မို့စိုင်းစီတွန်ခန်းနေထော့ အကယ်မီခင်စာကြီးကျော်မေပကြီးစွမျက်နိုးစင်နဲ့တခြားနှစ်ပညာရှင်များစွာပါဝင်ထားကြပါတယ်ဆရာတို့ပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့ဘောလုံးအကစားကိုအစာပြုထားတဲ့ဟာတာဇလန်ပုံစံခေါင်းကြီးတို့ရွာသားရာဆိုတဲ့ဇလန်တွေကိုမနှက်ပြန် Hey Play Application ရဲ့ Channel 7ရုပ်သံလိုင်းတို့မှာထုတ်လင်းပြသမယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ဘောလုံးအကစားကိုအစာပြုထားတဲ့ဟာတာဇလန်ပုံစံ ကောင်းကြီးတို့ရွာသားရွာဆိုတဲ့ဇာတ်လမ်းတစ်ခုတော့မနက်ဖြန်စွန်လ26ရက် Hey Play Application နဲ့ Channel 7ရုပ်သံလိုင်းတို့မှာထုတ်လွှင့်ပြသမှာပဲဖြစ်ပါရဲ့ရှင်။ကျွန်တော်ကတော့ကောင်းကြီးတို့ရွာသားရွာဇာတ်လမ်းတွေမှာကောင်းကြီးကာရက်တာနဲ့ပါဝင်ထားပါရယ်။စိတ်ထားကောင်းပြီးရက်ရွာအရေးကိစ္စဆိုရင်အားကိုးရတဲ့သူပေါ့။ပြဿနာကိုလည်းအမြဲတမ်းမြေခွက်ထွန်းရှာတဲ့သူပေါ့နော်။ရွာသူရွာသားတွေဘလုံးအားကစားနဲ့ပတ်သက်ပြီးတော့ကိုယ်အတင်သူ့အတင်အကြိုက်မတူပုံလေးတွေရယ်ပျော်ရွှင်စွာဟာသာဇာတ်လမ်းပုံစံလေးပါ။ ထုတ်လွှင့်ရင်လည်းအားပေးကြပါအောင်လို့ပြောကြပါတယ်လို့တိဥဆောင်ကြကြဘူးကပြောပါတယ်။ဆွေဝဇလန်တွဲကိုဇလန်အကယ်ဒမီကြကြဘူးဇညွန်တပ်ဦးမောင်ကရေးသားပြီးလက်ထောက်ဒါရိုက်တာမိုးမိုဒါရိုက်တာခင်လိုင်ညာကြီးရှင်ကတိဥဆောင်နေဖြစ်တဲ့အကယ်ဒမီကြကြဘူးအီချောပိုခင်လိုင်ဇော်ဝင်းနိုင်ညောင်ညောင်ကပြောကြဥရွှေအိုတော်လက်စိုးမိုးကြီးအကယ်ဒမီဘဝအောင်ဂုံမုံကြီးဇာကြီးလွင်ပိုပိုအုံတိုင်းနဲ့တခြားတိဥဆောင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။ ခေါင်းကြီးတို့ရွာသားရွာဟာသာဇလန်တွေကိုဇွန်လ26ရက်နေ့မှာ Hey Play Application နဲ့ Hey Play YouTube Channel နဲ့ Channel 7ရုပ်တင်လိုင်းတို့မှာအပတ်စဉ်တနင်္လာနေ့ကနေတောက်ချာနေ့တိထုတ်လင်းပြသပြီးသွားမှာဖြစ်ပါတယ်။ Chair ပရိသတ်ကြီးတို့ညွှန်ဝေတင်ဆက်ပေးလိုက်ပါတယ်နော်။မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့အာမန်လူရန်စားဘွားကနေအောင်မြင်တဲ့မင်းသားတက်လက်ဖြစ်လာဖို့ဇန်နာခဲ့ရတာတွေကိုဂုံစွာပြောလာတဲ့ရှင်မွေလာပါမင်းသားကျော်လေးရှင်မွေလာကတော့ယောက်ျားဆန်ပြီး မိမိုင်နေတဲ့ပုံစံလေးကြောင့်အမျိုးသမီးသူကြီးရဲ့အားပေးမှုကိုရရှိထားတာဆိုရင်လည်းမမှားပါဘူးနော်။ရှင်မွေလာကတေုံဆောင်ပိုင်းမှာလည်းသူချုံသူတယောက်မို့ပရိသတ်တွေအားပေးမှုကိုရထားသလိုအမိုင်စားရုပ်ရည်လေးကြောင့်လည်းအားလုံးကအချစ်ပိုနေရတာပဲဖြစ်ပါတယ်။ရှင်မွေလာကတော့အနုပညာလမ်းကြောင်းပေါ်မှာသူများအထက်ပို့ပြီးတော့ထင်ပေါ်ခဲ့တာမျက်နှာမြင့်မြတ်ကြောင့်လည်းပါပါတယ်။မင်းသားကျော်ရှင်မွေလာကမြင်မြန်နဲ့အရန်တူလိုပြိသက်တွေစိတ်ဝင်စားမှုကိုရခဲ့တာလည်းဖြစ်ပါတယ်။နာမည်တူမရှာလူတူမရှာတဲ့လောကကြီးမှာ မျက်မျက်နဲ့ပုံစံရော item မှာတူတဲ့ရှင်မွေလာကပရိသတ်အာယုံဆိုင်တာကိုခံခဲ့ရတာပါရုပ်ရည်ရော item ပိုင်းမှာတူကြတဲ့သူတို့နှစ်ယောက်ကိုပရိသတ်တွေကအမျိုးတော်ရဲလို့တောင်ထင်ခဲ့ကြတာလည်းဖြစ်ပါတယ်မျက်မျက်ကြောင့်လူသိများလာပြီးမှအောင်မြင်တဲ့မင်းသားဖြစ်လာဖို့ကသူကရင်စွမ်းကိုစူးစမ်းခဲ့ရတာလည်းဖြစ်ပါတယ်ရှင်မွေလာကတော့အောင်မြင်တဲ့မင်းသားဖြစ်ဖို့တဆင်ချင်းစူးစမ်းခဲ့ရတာပါကြီးလိုက်တိုင်းပြုံးပြောင်ရှင်နေတဲ့ရှင်မွေလာကအခုဆိုရင်အောင်မြင်မှုအတွက်ရုန်းကန်ခဲ့ရတာတွေကိုထုတ်ပြောလာခဲ့ပါပြီရှင်မွေလာကမင်းသားတစ်ယောက်ဖြစ်ဖို့ အရန်စူးစားခဲ့ရသူပါဖြက်ရှောက်ဘွားကနေအခုလိုအောင်မြင်တဲ့မင်းသားကြောက်ဖြစ်ဖို့အရန်စူးစားခဲ့ရသူပဲဖြစ်ပါတယ်ပရိသတ်တွေကသူ့ကိုမော်နဲ့ဇော်ဆိုရဲအမွာကာရက်တာနဲ့တိကျတာများပါတယ်ရှင်မွေလာကခေါင်းဆောင်မင်းသားနေရာကရိုက်ခွင့်ရဖို့တချင်စင်းကြီးစူးစားခဲ့တာပါဇလန်တွေ့ရရင်အနုပညာလမ်းကြောင်းပေါ်ကိုစတင်ရောက်ခဲ့သလိုတဖြည်းဖြည်းနဲ့အောင်မြင်အောင်စူးစားခဲ့ရတာလည်းဖြစ်ပါတယ်သူကအစာပိုင်းမှာဖြက်ရှောက်ရိုက်ခဲ့သလိုနောက်ပိုင်းမှာတော့ဇက်ဖို့တယောက်ဒုတိယမင်းသားတယောက်နေရာကရိုက်ခွင့်ရင်အခုဆိုရင်အတိတ်ကမင်းသားနေရာကနေရိုက်ခွင့်ရနေပြီပဲဖြစ်ပါတယ် ရှင်ဝင်လာတရားအခုလိုစူးစမ်းခြင်းစဉ်ပြင်ပြတာက အောက်မြင့်မှုအရန်စူးစမ်းတာကြောင့်ပါပဲအနုပညာလောကကိုဝင်လာပြီးမဲ့ဗာကြောထောင်းနောက်ခံမှမရှိဘဲရုန်းကန်ခဲ့ရတာကြောင့်လည်းပါပါတယ်သူကငွေချင်းမပြည့်စုံတဲ့အခြေခံလူန်းစားတယောက်ဘွားကနေအခုလိုအောင်မြင်စူးစမ်းခဲ့ရတာလည်းဖြစ်ပါတယ်အနုပညာအလုပ်တွေစားလုပ်ချိန်မှာရှူတင်သွားဖို့ကိုယ်ပိုင်ကားလည်းမရှိသလိုထက်စီလည်းမရှိနိုင်ခဲ့ပါဘူးသူတို့မိသားစုကရက်ွက်ထဲမှာအခွင့်ငါးဆိုင်နဲ့ဖွင့်ပြီးမိသားစုစားဝတ်နေရေးကိုဖြည့်ရှင်ခဲ့ရတာလည်းဖြစ်ပါတယ်။ အဲ့ဒီလိုတာမန်မိသားစုကမွေးဖွားလာတဲ့ရှင်မွေလာကရှုတင်သွားဖို့လိုင်းကားစီးပြီးသွားခဲ့ရတဲ့အထိပါပဲသူကလိုင်းကားစီးဖို့အင်္ဂါနေ့ကမှတ်တိုင်းကိုစိုက်ကားတဆင်စီးပြီးသွားခဲ့ရတယ်လို့ဆိုပါတယ်သူကအခုလိုနေထိုင်ရောက်ဖို့တဖြည်းဖြည်းချင်းစူးစမ်းခဲ့ရပြီးမယ်အဲ့ဒါကိုကျေနပ်နေရလဲဖြစ်ပါတယ်မိသားစုအရှိန်နဲ့အောင်မြင်မှုကိုတန်းပြရတာမျိုးမဟုတ်ပဲကိုယ့်ရဲ့စူးစမ်းမှုနဲ့တလန်းချင်းတလန်းနိုင်ခဲ့တာမို့အဲ့ဒီလိုစံနာမှုမျိုးကိုကျေနပ်မှုရှိတယ်ဆိုပြီးဂုံယုံဝင့်ကြွားစာထုတ်ပြောလာခဲ့ပြီးပဲဖြစ်ပါတယ် ရှင်ဝေလာကတော့အခုလိုရေးဇန်နာခဲ့လို့သာတရုတ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်အထွေထွေလေ့လာစရာမလိုတော့တာလို့ဆိုပါရယ်။သူကအခွင့်အရေးဖွင့်ထားမှုပဝန်းကျင်မှာလူပေါင်းစုံ၊ဇယိုက်ပေါင်းစုံနဲ့တွေ့မြင်ခွင့်ရခဲ့တာမို့ကာရီတာလေ့လာတဲ့နေရာမှာ အခက်အခဲမရှိဘဲအဆင်ပြေခဲ့ရလည်းဖြစ်ပါရယ်။အောင်မြင်မှုတစ်စက်ချင်းစီတက်ခဲ့ရပြီးမင်းအဲ့ဒါကသူ့ရဲ့အရေးချင်းကြောင့်ရလာရမှုအဲ့ဒီအောင်မြင်မှုတွေကရန်ကိုတံမှုထားပြီးတော့ဂုံယူတယ်ဆိုတာကိုလည်းဂုံယူစွာနဲ့အထုတ်ပြောလာခဲ့တာပဲဖြစ်ပါရယ်။ပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါရယ်နော်။ အခုတင်ဆက်ပြီးမှာကတော့အစဲဆိုထားတွေကိုမတောင်းမှန်ရင်ခိုင်နှင်းဝင်ရဲ့ချစ်သူကောင်မလေးကိုတရားဆွဲမယ်ဆိုပြီးတတိပေးလာတဲ့ပန်းလာရောင်မှာပြဿနာတွေဒုက္ခတွေဆိုတာပေါင်းဖော်နေလာတဲ့ဆွဲစကားကိုပြည့်တက်လေးတို့ကြားပူကြမှာပါနော်ပြဿနာတစ်ခုခုဖြစ်ပြီးဆိုရင်နောက်ဆက်တွဲပြဿနာတွေကိုဇက်တိုက်ဆိုလိုပေါ်နေသလိုအခုလည်းခိုင်နှင်းဝင်ရဲ့အဖြစ်ကအဲဒီလိုပါပဲနာမည်ကြီးပရိုက်တာမိခင်ကြီးဆိုတဲ့နာမည်နဲ့ဂုံဝင်ကျောင်းစာနေထိုင်ခဲ့တဲ့ခိုင်နှင်းဝင်ကအခုနောက်ပိုင်းမှာလူတကာရဲ့ဒရွေကွက်တဲမျိုးနေရတဲ့အခြေအနေကိုရောက်နေခဲ့တာဖြစ်ပါတယ် ဟနင်းဝေကပရိုက်တာလုပ်တွေလုပ်ပြီးနာမည်ကျော်ကြားပြီးမယ်။နောက်ပိုင်းမှာသူ့ရဲ့မကောင်းတဲ့ရင်တွေကစတိုင်ဆိုးလို့ပေါ်နေပါတယ်။မကောင်းတဲ့ရင်တွေကြောင့်လည်းပြတ်နေတဲ့ခိုင်နင်းဝေကအခုလည်းတရုတ်ဆောင်ပန်းလာရောင်ဝေရကြအောင်ရှင်းအောင်ဆဲဆုခဲ့လို့ပြဿနာတက်နေပြီဖြစ်ပါတယ်။အမြင့်တဲ့ကရက်တွေထားတတ်တဲ့ပန်းလာရောင်ကဒီတစ်ခေါက်ထားတဲ့ကရက်မှာခိုင်နင်းဝေတို့ဘက်ကလွန်နေစရာကိုတတ်သိတဲ့အကုန်ချပြပြီးသားပါ။သူတို့နဲ့အောင်ပြဿနာကအကြီးကြီးမဟုတ်ပေမဲ့ဈားတွေကနေဝင်ဆဲတဲ့ခိုင်နှင်းဝင်ရဲ့ချက်သူကြောင့်ပြဿနာအကြီးကြီးတက်ခဲ့ရတာပါ ြက်တနာအစားကပန်းလာရောင်ကခိုင်နှင်းဝေရဲ့လက်ကိုကင်ပြီးဆူတောင်းပေးရကနေစတင်ခဲ့တာပါသူတို့နှစ်ယောက်ကအဘာထွက်ပွဲမှာစုံတွေ့ရင်ခိုင်နှင်းဝေဘက်ကစပြီးဆူတောင်းခိုင်းခဲ့တာလို့ဆိုပါတယ်ခိုင်နှင်းဝေကအဆက်စားရဲ့အဆင်ပြေဖို့ပန်းလာရောင်ကိုဆူတောင်းပေးဖို့ပြောခဲ့ရမှုပန်းလာရောင်ကလက်ကိုကင်ပြီးဆူတောင်းပေးခဲ့တာပါပန်းလာရောင်ကတော့သူလေးစားချစ်ခင်ရဲ့အမှုပညာရှင်ကိုဆူတောင်းပေးနိုင်ခဲ့တာမှုဝမ်းသာပီတိဖြစ်ရသလိုအမှတ်တရအနေနဲ့ဗီဒီယိုရိုက်ပြီးအကောင့်မှာတင်ခဲ့တာပါသူကတော့အမှတ်တရဆိုပြီးလိုင်းမော်တင်ခဲ့ပြီးမြဲခိုင်နှင်းဝေတို့ဘက်က တိတ်ခါကြရဲဆိုပြီးဆဲဆိုပြဿနာရှာတဲ့အထိပါပဲခိုင်နေဝေကပရိဒမင်းမီမို့နမည်ပြတ်ခတ်ပြီးထွက်မရှင်မဲချစ်သူကောင်မလေးကိုထွက်ရှင်းခိုင်းခဲ့တာပါခိုင်နေဝေရဲ့ချစ်သူဇင်မြင့်အောင်ကတော့ပန်းလိုက်အောင်စီကိုဖုံးစားဆက်တာနဲ့စကလုံးရိုင်းရိုင်းတွေကိုစားပြီးပြောတော့တာပါပဲခိုင်နေဝေလို့မြင့်မြတ်တဲ့သူတော်ကောင်းကိုနင့်လို့အောက်တန်းစားကဆူတောင်းပေးနေတာတိတ်ခါကြရဲဆိုပြီးစကားရိုင်းရိုင်းတွေစပြောခဲ့တာပါပန်းလိုက်အောင်ကတော့ဆက်ဆဆချင်းမှပုထူပြီးအဆင်ပြေအောင်ရှင်းပြမယ်ပြောခဲ့ပြီးမင်း တိကျပြန်တွေးကြည့်ချိန်မှာသူ့ဘက်ကအမှမရှိရမို့ဘာမှဖြစ်ရှင်းတာတွေလုပ်ပေးဖို့မလိုဘူးလို့ဆိုပါရယ်။ဘလန်ယောင်ကတော့ခိုင်နေဝင်ရဲ့ချစ်သူဇင်မြင့်အောင်ရဲ့ဆဲဆိုတာကိုနားနဲ့မဆက်အောင်ခံခဲ့ရပေမဲ့ပြိသက်တွေကိုထုံမပြောခဲ့ပါဘူး။သူကပြဿနာတက်တာကြာခဲ့ပြီမင်းသူတို့ပြဿနာကိုပြိသက်တိအောင်ထုတ်မပြခဲ့ပဲတိတ်မကြခင်အချိန်ကမှအားလုံးကိုချပြခဲ့တာပါသူတို့ပြဿနာတွေဖြစ်နေချိန်မှာခိုင်နေဝင်တို့အဖေကလူတကာယုံကြည်ရတဲ့သူတို့ကောင်းဖွဲ့ဖြစ်နေရမို့သူတို့ပြောရင်လည်းယုံကြည်မဲ့သူမရှိဘူးဆိုတဲ့စိတ်နဲ့မပြောဘဲညင်နေခဲ့တာပါ ခိုင်နှင်းဝေရအကြောင်းကိုထုံမပြောခဲ့တဲ့ပန်းလာယောင်ကအခုဆိုရင်ခိုင်နှင်းဝေရမကောင်းတဲ့နေပေါ်လာခဲ့တာမို့သူ့ဆော့ကားခံရတာတွေကိုချပြလာခဲ့တာဖြစ်ပါတယ်။ပန်းလာယောင်ကတော့ခိုင်နှင်းဝေပြီးမှနေတဲ့သူ့ကိုမိုးမုံအောင်ဆက်တက်သူတယောက်ဆိုတော့ကိုပရိသတ်တိအောင်ချပြခဲ့တယ်လို့သူ့ကိုပြန်တောင်းမှမို့တတိပေးစကားဆိုလာခဲ့ပါတယ်။ပန်းလာယောင်ကတော့အခုပြဿနာမှာခိုင်နှင်းဝေကိုဆွဲမထည့်ပဲခိုင်နှင်းဝေရဲ့ချက်သူ မတ်စင်မြင့်အောင်အနေနဲ့ပြန်တောင်းပန်ပေးဖို့ဆိုခဲ့တာပါ။ပန်းလာယောင်ကတော့ဗုဒ္ဓဘာသာရေးဖြစ်ပြီးအဖေနဲ့ပေးစားဆဲဆိုခဲ့တဲ့ဇင်မြင့်အောင်ကိုနောက်ချေအောင်တရားဆွဲဆိုတော့မှလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတို့ညဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတော့လူပိနာတဲ့နေ့ကိုအချိန်နဲ့တည်းကြီးကြီးရှုနာဆန်နေတော့ကျမတို့ရဲ့ဆယ်လီမမ YouTube channel ကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြီးရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။